ကျောင်းပြောင်းသမားအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်မှာဆရာဆက်လက်ပြီးတော့ရှင်းပြပေးသွားမယ့်အပိုင်းက ABC ပေါ့နော်ဆိုတော့အပိုင်းသုံးပိုင်းပြထားတယ် 1A ဟိုကရကြံ့ခိုင်မှုစစ်ဆေးခြင်း2စကေတာကြွင်မှုစစ်ဆေးခြင်းနံပါတ်3အဆရာတို့တွေလူတွေ့စစ်ဆေးခြင်းအနံပါတ် A နဲ့ကျွန်တော် C ကိုကရကြံ့ခိုင်မှုစစ်ဆေးခြင်းနဲ့နောက်တစ်ခုကျွန်တော်လူတွေ့စစ်ဆေးခြင်းဒီပိုင်းကိုရှင်းပြပြီးတဲ့အခါမှာနောက်ဆုံးကျွန်တော်တွေအလဲတစ်ပိုင်းလေးပဲကြာမှာဖြစ်ပါတယ် B ပိုင်းလေး B ဘိုင်းလေးမှာကတော့ကျွမ်းကျင်မှုစစ်ဆေးခြင်းဖြစ်ပါတယ်။ကျွမ်းကျင်မှုစစ်ဆေးခြင်းမှာဆိုလို့ရှိရင်ဘာဒီပါမလဲဆိုရင်တက်တချက်ကိုယူရှယ်ထားတဲ့စိုက်ပျိုးရေးလားမွေးမြူလားစောင့်လို့ရေးလားခဏပြီးလို့ရှိရင်ဝန်ဆောင်မှုလုပ်ငန်းလားအဲ့ဒီအလိုက်ကွဲပြားမှဖြစ်ပြီးတော့တော့ကုသမဟုတ်ကွန်ထရိုးလုပ်ငန်းလားကွန်ထရိုးလုပ်ငန်းမှာမှလုပ်ငန်းစိတ်တော့ဘယ်လုပ်ငန်းစိတ်ကိုယူထားတာလဲ ဥပမာဆိုလို့ရှိရင်အဲဆိုတော့ဒီတက်ဆင်ရှင်လားဖြုတ်တက်လားတက်ဆင်လားတိုင်းတာလားအဒါမျိုးပေါ့နော်သို့မဟုတ်ဝင်ဆောင်မှုဆိုရင်လည်းဝင်ဆောင်မှုမှာတက်လားနှင်းလားနှင်းရဲ့ဘယ်ပိုင်းလဲဒါမျိုးလေးတွေထက်ရှိလာမယ်လို့အဲထင်ပါတယ်လောလောဆယ်သမွက်ဖြေတုန်းကတော့ဆိုတော့လုပ်ငန်းစိတ်အဲဆိုတော့ဝင်ဆောင်မှုတွေမှာတော့မရှိဘူးပေါ့သို့မဲ့လည်းပဲအဲ့တော့ဒီအပိုင်းကိုအရင်ဆုံးဆရာရှင်းပြချင်တာကတော့ ဒီပိုင်းဒီ skit test ဆေးရမယ့်အပိုင်းဖြစ်ပြီးတော့ဒီအပိုင်းကို စစ်ဆေးဖို့အတွက်ကတော့ POE ရနေပြီးတော့ဆက်လက်ပြီးတော့ပြင်ညာလိမ့်မယ်လို့ထင်ပါတယ်ဒီပိုင်းမှာဘာတွေကိုမေးမယ်ဆိုတော့အကြောင်းအရာလေးကို POE ရ major လိုက်တစ်ခုရှင်းတစ်ခုရှင်းဆက်ပြီးတော့ပြင်ညာမယ်လို့ထင်ပါတယ်အကြံပြားအဖြစ်ဆေးရနေရတော့ဆရာတို့တွေဒီ control လုပ်ငန်းနဲ့ဆရာတို့ပတ်သက်ပြီးတော့ရှင်းပြပေးတော့ပါမယ် control လုပ်ငန်းနဲ့ရှင်းပြပေးပါမယ်ဒီ site တွေမွေးမြူရေးဆောက်လုပ်ရေးဝန်ဆောင်မှုတွေအတွက်ဘာတွေ ပြရမယ်ဆိုတဲ့အပိုင်းကိုတော့ POE ရကနေပြီးတော့ဆက်လက်ပြီးပြင်ညာပေးပါလိမ့်မယ်အဲ့တော့လောလောဆယ်ကျွန်တော်တို့ခေါတော့လောကမှာဆိုလို့ရှိရင်တော့ကျွန်တော်အပိုင်းသုံးပိုင်းပိုင်းတယ်အဲ့တပိုင်းအောင်ဆယ်မှတ်ဖို့ပေါ့တော့အကြံပြင်းပေးပါတော့နံပါတ်1ကတော့ပင်ဆိုင်ရှင်းပုံပြားကြီးမှာတောက်ကလေးပါတယ်ပင်ဆိုင်တာမျိုးအဲ့တော့ဝင်ဆောင်မှုမှာလည်းပါပါတယ်เนาะဒါလုပ်ငန်းတိုင်းလုပ်ငန်းတိုင်းမှာဒါပင်ဆိုင်ခြင်းပါလာဖို့ရာခိုင်နှုန်းများပါတယ်ပင်ဆိုင်ခြင်းပင်ဆိုင်ခြင်းဆိုတဲ့နေရာမှာအကြောင်းကြောင့်တော့တည်တဲ့အချိန်မှာ တော့တတ်မှတ်ထားတဲ့ပုံပြပေါ်မှာတတ်မှတ်ထားတဲ့အယောင်အတိုင်းတွေသွားဆက်ရရှင်ဖြစ်ပါတယ်အပင်ဆိုင်ရှင်အတွက်လည်းဆရာအနေနဲ့ကတော့ဒီချက်ကဗီဒီယိုလောက်ပိုင်းလောက်ပေးပါမယ်ဒုတိယစီစဉ်ခြင်းကတော့ဆရာတို့လုပ်ငန်းသုံးပစ္စည်းဆရာတို့တွေထိတ်ဆွဲခြင်းတနည်းအားဖြင့်တန်ခွင်းချိတ်ခြင်းပေါ့တိုင်လေးတွေမှာဆရာတို့တန်ခွင်းချိတ်တာမျိုးဆရာတို့ဒီမှာပြပါမယ်အဒီပုံလေးရာចောင်းသားတွေအားလုံးကိုဆရာတို့တွေအဲပို့ထားပေးပြီးဖြစ်ပါတယ်เนาะចောင်းသားတို့လက်ထက်မှာရှိပါတယ်အဲ့တော့ပထမ ပင်ဆိုင်ရှင်းမှာ7မိနစ်7မှတ်ပြီးတယ်အလုံးကန်းသောပြည့်စစ်ချိတ်ဆွဲခြင်းတနည်းအားဖြင့်တန်ခွင်းချိတ်ဆွဲခြင်းအတွက်7မှတ်ပြီးတယ်အနောက်ဆုံးတစ်ခုမှာတော့မိမိရွေးချယ်ထားသောလုပ်ငန်းစီအလိုက်ဥပမာဆိုရင်ကုန်ထုတ်ပါ factory မွေးမြူဝန်ဆောင်မှုအဲ့ထဲမှာမှကိုရွေးချယ်ထားတဲ့လုပ်ငန်းစီအလိုက်ခွဲပြပါမယ်အဲကျွန်တော်တို့ဥပမာ တက်ဆင်ခြင်းဆိုလို့ရှိရင်လည်းအဲဆိုတော့တက်ဆင်ရတာမျိုးတိုင်းတာခြင်းဆိုလည်းရေတိုင်းတာမျိုးဒါဒီအခုရှင်းပြတာဒီစီကကိုတို့ကိုရှင်းပြနေရဖြစ်ပြီးတော့ကိုရွေးချယ်ထားတဲ့လုပ်ငန်းအလိုက်ကွဲခြားကွဲပြားမှာဖြစ်ပြီးတော့တိတိကျကျက POE ရနေဘာတွေကျွန်တော်တို့ဒီကျွမ်းကျင်မှု skill decision အပိုင်းမှာ၃ပိုင်းမှာဘာတွေထည့်ပြီးမှလဲပေါ့အဲ၃ပိုင်းဆိုရင်လည်းတစ်ပိုင်းတည်းလဲလာရင်လာမယ်နှစ်ပိုင်းလာရင်လဲလာမယ်၃ပိုင်းလုံးလဲလာရင်လာမယ်နှစ်ပိုင်းလာရင်လဲလာမယ်အဲဒီပုံစံလေးဖြစ်ပါမယ်လောလောဆယ်အရာဆိုရင်တော့အဲကျွန်တော်တို့လောလောဆယ်ကျွန်တော် ။ဟိုကနေပြီးတော့ဒီအိစာဒီမှာညင်ညာထားပြရဆိုလို့ရှင်ဟိုထားပါတော့ဆိုတော့အဲဝင်ဆောင်မှုပိုင်းမှာဆိုရင်ဆိုတော့ပင်ဆိုင်ချင်းရှိမယ်အနောက်တစ်ခုဆိုတော့ဒီ၃မျိုးပေါ့နော်ပါရှိမယ်ဆိုရင်ဆိုတော့ဒီထားပါတော့ဆိုတော့ပစ္စည်းတွေရွေးချယ်တယ်နော်ပစ္စည်းရွေးချယ်ပြီးပါတဲ့ထဲတာတွေနောက်ပြီးလို့ရှင်ဆိုတော့ဒီဟိုတယ်တွေမှာသုံးတဲ့ဒီတွန်းလဲတွေပေါ့နော်တွန်းလဲပေါ်မှာပစ္စည်းတွေပေါ့နော်ဟိုတယ်တွေမှာဆိုတော့ပစ္စည်းတွေ ဘယ်နေရာမှာပါတယ်တင်ပြီးတော့ဥမာရေတန့်ဘူးတွေအလေကတ်မှာထားမယ်ရှေ့မှာထားမယ်နောက်မှာထားမယ်အပိုင်းရှိမယ်အနောက်ဆုံးပိုင်းနောက်ပိုင်းရှိဦးမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမြို့ကြောင်ထဲမှာဆိုလို့ရှိရင်သုံးပြုတဲ့ဆရာဟင်းချက်ကိရိယာတွေဒါနေရာချတာတွေဒါရှိမှာပေါ့နော်အဲ့တော့ဒါကတော့အိစာဒီမှာအကျဉ်းတင်တာဖြစ်တဲ့ကြောင့်အတိအကျပြောလို့မရသေးပါဘူးတိတိကြကြ POE ရနေပြီးတော့တိတိကြကြပြင်ညာပေးလာတဲ့အခါကျရင်ဒါကကျောင်းသားတို့သိချာကြည့်ရမယ့်ပိုင်းဖြစ်ပါတယ်။ဒါပြန်ပြီးရှင်းပြမယ်ဆိုရင် ဆိုတော့ကိုကာယကြက်ခိုင်မှုစီစီချင်းပိုင်းမှာတတိကျကျ၃ပိုင်းရှိတယ်။လူတွေချင်းပိုင်းမှာလည်းတတိကျကျအပိုင်းတွေရှိတယ်။အဲ့တော့လူတွေပိုင်းမှာလည်းတတိကျကျအပိုင်းတွေရှိပြီးမှအရှင်တို့လက်ရှိ skater journey မှုစီစီချင်းအပိုင်းမှာကတော့အရှင်တို့တွေစတူရီတွေဝင်းမြွေတွေအရင်တုန်းကသွားရတဲ့ပုံစံတော့ရှိပေမဲ့ဒီနေ့မှာပါတယ်ပြောင်းလဲမယ်မရှိမတိသေးဘူး။နောက်တစ်ခါဝန်ဆောင်မှုလုပ်ငန်းကတော့ဒီနေ့မှစမှာဖြစ်တဲ့အတွက်ကြောင့်အဲ့အိဆာဒီယာညင်ညာထားပြီးတဲ့ဥစ္စာကလွဲလို့ရှိရင်ဘယ်နှခုမင်းမြေဆိုတော့ မတိကြသေးပါဘူးတိတိကျကျပီအိုကြီးရကျင်ညာတာနဲ့ချက်ချင်းဗီဒီယိုဖိုင်လုတ်ပြီးသွားပြီးတော့တခုရှင်းစီတခုရှင်းစီကိုလုတ်ဆောင်ပေးတော့မှာဖြစ်ပါတယ်ဒါဆိုရင်တော့ရှင်တို့ဒီဒီကိုကရချက်ခရင်အပိုင်းစစ်စစ်ချင်းပိုင်းရဲ့အပိုင်းကရှင်တို့ဒီလူတွေစစ်စစ်ချင်းအပိုင်းဝင်ကိုတခုရှင်းရှင်တို့လုတ်ဆောင်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ပြန်ပြီးတော့ကြည့်ပြရမယ်ဆိုရင်ရှင်တို့ပထမဦးဆုံး ကုကားချက်ခံမှုအပိုင်းမှာ30မှတ်ဖို့ရှိပါမယ်။အယံမောင်းနဲ့အလေးချိန်တိုင်းမဲ့နောက်ကျောခွန်အားတိုင်းတာမယ်။လက်စုပ်အိုင်နိုင်မှုစွာတိုင်းတာမယ်။အဲ့ဒီအတွက်ကြောင့်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့အချောင်းသားတွေကိုပြီးပိုင်းတစ်ခုချင်းတစ်ခုချင်းအလုပ်ဆောင်ပြီးတော့မယ်။ပြီးပြီဆိုရင်မိမိရွေးချယ်ထားသောလုပ်ငန်းများနဲ့လုပ်ငန်းစိတ်များလိုက် နော်ဆရာတို့တွေလူတွေစစ်စစ်ချင်းပေါ့နော်အဲ့တော့လူတွေစစ်စစ်ချင်းမှာဆိုရင်အပိုင်း၅ပိုင်းရှိတယ်မိမိကိုယ်ကိုမိတ်ဆက်ချင်းအပိုင်းရှိပါမယ်လှူရှားမှုများအားညွှန်ကြားသည့်အတိုင်းရှစ်တိုးနောက်ဆုံးလက်မြောက်ဒါတွေလုပ်မယ်ပြီးပြီဆိုရင် လုပ်ငန်း၃ပုံများအားထောက်ပံ့ရေးပုံမင်းများရှင်ဒါလည်းပဲဆရာတို့တွေစက်ပြိုးရေးရှိမယ်အဲမွေးမြူရေးရှိမယ်အဲဆောက်လုပ်ရေးအတွက်ရှိမယ်ဆရာတို့ဝန်ဆောင်မှုအတွက်လုပ်ငန်းအတွက်ရှိမယ်ကုန်ထုတ်လုပ်ငန်းအတွက်ရှိမယ်လုပ်ငန်းတစ်ခုရှင်းစီအတွက်ပုံလေးတွေရှိပါတယ်ဒီပုံကိုလည်းဆရာတစ်ခုရှင်းစီ တို့တပိုင်းချင်းတပိုင်းချင်းတင်ပြီးတော့ပါမယ်ပြီးပြီဆိုရင်တော့အခြေခံစကားပြောနဲ့သက်ဆိုင်သည့်အပိုင်းအဲ့ဒီမှာဆိုတော့၅ဘိုင်း၅ဘိုင်းလုံးမှရှိတဲ့အစားလေးတွေကိုတခြားခွဲချမ်းစစ်ပြပြီးတော့တင်ပြီးတော့မှဖြစ်ပါတယ်ဒီညမှာဆရာအအချင်းချုပ်အဆုံးသတ်နေတယ်ပြောရှင်းတာဒီအရမောင်းတဲ့ကိုလေးချင်းတိုင်းတာစစ်စမတ်ကိုကျွန်တော်တို့လေ့ကျင့်ယူလို့ရတာမဟုတ်ပါဘူးညံရှိတယ်လို့သုံးချပါပါ လက်ညှင်းအားဒီလည်းပဲအစတို့တွေဘယ်လိုလုပ်ရမလဲဆိုတဲ့အစားကိုဆရာအနေနဲ့အသေးစိတ်ရှင်းပြပေးပြီးတော့ကျွန်တော်တို့လွဲချော်သွားနိုင်တဲ့အရာတွေကိုစနစ်တကျရှင်းပြပေးတော့ပါမယ်။အမှအားကောင်းအောင်လည်းဘယ်လိုလုပ်ရမလဲရှင်းပြမယ်။ခါဆွဲကိုလည်းထုံပြီးလက်ကောက်ပါမယ်။ပြီးပြီဆိုရင်တော့လူတွေအပိုင်းကိုလည်းပဲဒပိုင်းရှင်းစီမှာရှိတဲ့အကြောင်းအရာတွေကိုတစ်ခုရှင်းတစ်ခုရှင်းရှင်းပြပေးတော့ပါမယ်။ဒီနေရာမှာအရေးကြီးတာကကျွန်တော်ပထမဦးဆုံးကျောင်းသားတို့ကိုဆရာပေးထားတဲ့နံပါတ်1မှာရှိထားတဲ့အဥ္စာလေးကိုမမေ့ပါနဲ့။ တော်ကိုကားချက်ခံမှုစစ်ဆေးခြင်း၊ကျွမ်းကျင်မှုစစ်ဆေးခြင်း၊စစ်ဆေးခြင်း၊လူတွေစစ်ကိစစစ်ဆေးခြင်း၊ကျွမ်းခံမှုစစ်ဆေးခြင်းမှာ၃ခုပါတဲ့တစ်ခုရှင်းကိုပါလွယ်ချက်ရှိလေလိုက်ကြည့်ပါပြီးပြီဆိုရင် ABC မှာပါတဲ့မိမိရွေးချယ်ထားသောလုပ်ငန်းစိတ်များလိုက်အချင်းအကျွန်တော်တို့လူတွေစစ်ဆေးခြင်းပေါ့နော်အဲ့တော့ကိုကားချက်ခံမှုစစ်ဆေးခြင်းပိုင်းမှာတအားကြီးတိစားစရာမရှိဘူးဒါပေမဲ့လူတွေစစ်ဆေးခြင်းအပိုင်းမှာဆိုရင်ကျွန်တော်ကအပိုင်း၄ပိုင်းခွဲထားပါပြီးတော့မိမိကိုမိတ်ဆက်ရှင်ပိုင်းရှိမယ်ညွန်ကြားသိများအောင် ဆိုတော့တင်းညာတင်းငိမ့်စွာလောက်ဆိုင်ဖြစ်လောက်ဆောင်ခြင်းအပိုင်းရှိတယ်သူမှလည်းဆိုတော့ PDF ဖိုင်လေးနည်းနည်းရှိမယ်ပြီးပြီဆိုရင်လုပ်ငန်းသုံးပုံများအားဆိုတော့ဒီအဲထောက်ပြရေးကိုရီးယားလို minimization ဒါတွေကိုလည်းတော့လုံးဝလုံးဝဘိုင်ဟတ်လုံးဝကို special ကြိုက်တယ်လို့မေးရထားဖို့လိုတယ်မြန်မာလိုမသိရင်တော့ပုံထောက်တာနဲ့ကိုရီးယားလိုချက်ချင်းပြောနိုင်ရမယ်နောက်ဆုံးပိုင်းကတော့အခြေခံကျွမ်းကျင်မှုစစ်ဆေးသည့်အပိုင်းဆိုတော့၅ပိုင်းရှိတယ်အဲ့ဒီဆိုင်ရွက်ကိုတခြားကြည့်ထားဒါမှ၅ပဲပိုင်းပြီးတော့ခါရင်တင်ပေးလိုက်ပြီဆိုရင် ရပြီဆိုတဲ့အပိုင်းကိုဥမာအေတလုံးမရသေးရင်ပြိုင်းထားတာတတိပိနဲ့ပိုရလာရင်အေနှလုံးထက်တိုးလာမယ်အေသုံးလုံးအဲ့လိုမျိုးကိုယ့်ရဲ့ဘယ်ဘိုင်းမှာလွှဲချက်ရှိလဲကြည့်ပြီးလွှဲချက်ရှိတဲ့အပိုင်းလေးကိုဖြည့်စည်းသွားမယ်ဆိုရင်တော့ကျောင်းသားတို့လုံအောင်လုံအောင်ပြည့်စုံတော့ပါပြီကဲအကြမ်းကြီးရှင်းပြတဲ့အပိုင်းကပြည့်စုံသွားပြီဖြစ်တဲ့အတွက်ကြောင့်ဆရာကူကာယကြက်ခံမှုစစ်ဆေးရှင်အပိုင်းကိုစလိုက်ပါတော့မယ်ကူကာယကြက်ခံမှုစစ်ဆေးရှင်အပိုင်းအတွက်နောက် ဗီဒီယိုမှာအဆရာတို့တွေတခါတည်းစတင်ပြီးတော့ဆရာတို့လိုအပ်တဲ့ကိရိယာတွေနဲ့တခါတည်းရှင်းပြပြီးတော့မှာဖြစ်ပါတယ်ကျေးဇူးများရှိပါတယ်ခင်ဗျာ